ကိုကျော်နိုင်ပြောပြချက်အရစစ်ကြောရေးလှုပ်သည့်ဆရာဖာများမှာလိန်ပိုင်းဆိုင်ရာကျူးလွန်မှုများရှိခဲ့သည်ဟုဆိုသည်တဆောင်ထဲမှာမိန်းကလေးတွေရောယောက်ျားလေးတွေရောရောထားတာမိန်းကလေးတွေအိမ်သာတက်ရင်ဒီကောင်တွေကလိုက်ဝင်ပြီးလိန်ပိုင်းဆိုင်ရာအမျက်ထုတ်တာပေါ့ဗျာ ျွန်တော်မိတ်ဆွေများအားလုံးပဲတဘာဝဘေးအန်ဒရယ်နဲ့စစ်ခွေးအန်ဒရယ်မှာကင်းဝေးကြပါစေခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်စောင်းပါးတစ်ပုဒ်ကတော့မြေစီမာမာစောင်းပါးရှင်တွန်အိုးဝေရေးသားတဲ့အင်းစိန်ထောင်ဝင်းတဲ့ကအစုလိုက်အပြုံလိုက်တေဆုံးစီခဲ့သည့်ချိုးဝက်စစ်ကြောရေးခန်းဆိုတဲ့စောင်းပါးတစ်ပုဒ်ပဲဖြစ်ပါတယ်2021ခုနှစ်စက်တင်ဘာလတွင် ဖြစ်သည့်မင်္ဂလာတုံမြို့အတွင်းကဖမ်းဆီးခံခဲ့ရသူကိုကျော်နိုင်အမည်လွဲမှာအင်းစိန်ထောင်ဝင်းအတွင်းကဤစစ်ကြောရေးအခန်းသို့ထင်မထားပဲရောက်လာခဲ့သည် သူအားစကားစကိုလက်နက်ကင်တော်လန်နေသောမြေအောက်တော်လန်ရေးအင်အားစုယူဂျီများကိုကူညီပေးသည်ဆိုသည့်သတင်းကြောင့်ဖမ်းဆီးခဲ့ကြခြင်းဖြစ်သည်။သူမလွတ်မြောက်ခင်ရှောက်လာတာအတွင်စစ်ဆေးခံခဲ့ရသည့်နိုင်ငံရေးအကျဉ်းသား80ဝန်းကျင်ရှိခဲ့ပြီးယင်းအထက်မှ20ဦးကျော်အထိတေဆုံးခဲ့သည်ကိုမျက်မြင်တွေ့ရှိခဲ့ရသောသူလည်းဖြစ်သည်။ထိုအရေးအတွက်မှာသူနေသောအဆောင်တွင်သာရှိသေးပြီးကလျက်ချီသောအခြားအဆောင်နှစ်ခုတွင်မြေမြလောက်တေဆုံးသည်ကိုတော့ ူမသိချင်ရဟုဆိုသည်ဒီထက်မကတဲ့ပမာဏလည်းဖြစ်နိုင်တယ်ကျွန်တော်အိပ်ပျော်နေတဲ့အချိန်ဒီတိုင်းဆွဲသွားတာလည်းရှိရင်ရှိနိုင်တယ်လို့သူနေခဲ့ရသောအဆောင်ကတေဆုံးသည့်အရေးအတွက်ကိုပြောပြသည်သူမင်းနာကသုံးဦးမှာသူ့ရှေ့တွင်တေဆုံးသွားကြသည်ဟုလည်းပြောသည်မန္တလေးကဖမ်းမိတဲ့အသက်60ကျော်ဦးလေးဆိုရင်ကုန်းသည်ငုံထားခံရတယ်သူ့ကိုကုန်းသည်ငုံရင်ပေါးရီနားရီရိုက်တယ်သူကမခံနိုင်လို့မျိုးချလိုက်တော့လေစလုံးမှာကုန်းသည်တင့်နေတယ် ဲ့ဒါကိုလေစလုတ်ကိုရိုက်တာတီးသွားတယ်။အခြားသူနှစ်ဦးမှာအိပ်ပျော်ရင်းစစ်ကြောရေးလောက်ခံထားရသည့်ဒဏ်ရာရောက်တေဆုံးသွားကြသည်။တီးသွားတဲ့သူတွေကိုဒီအတိုင်းပဲရွတ်တိုက်ဆွဲသွားတာ။တချို့ဆိုသွေးတွေထွက်နေတယ်။စစ်ကြောမှုကိုလည်းတီးတံမထားပဲထိုးအခန်းကြီးထဲမှာပင်ရိုက်နှက်မေးမြန်းနေသည်ကိုမြင်ရသည်။စစ်ကြောရန်အလဲမရောက်သေးသူများမှလည်းကောင်းကောင်းအိပ်၍မရကြောင်းထိုသူတို့ဤနှစ်ဖူးထိတ်တွင်ဂေါ်လီလုံးလေးကိုတင်ထားပေးကြောင်းထိုဂေါ်လီလေးအောက်ပြုတ်ကြလင်ရိုက်ကြောင်းသူကပြောပြသည် ဝလုံးတွေနဲ့ရိုက်တယ်ကြိမ်လုံးတွေပူလီကျိုးတွေနဲ့လည်းရိုက်တယ်ထမင်းနှစ်နှစ်ကျွေးသည်မနှက်ပိုင်းခရမ်းသီးချက်လိုဟာမျိုးတွေကျွေးတယ်တခါတလေလဲကြက်ဥကျက်စားရတယ်ကျွန်တော်စားလို့မရပါဘူးဗျာလို့ကိုကျော်နိုင်က ဖြင်းချင်းစွာပြောသည်ကိုကျော်နိုင်ဤပြောဆိုမှုအရာဟင်းကျွေးပုံကျွေးနီးမှာအင်းစိန်ထောင်မကြီးနဲ့လည်းမတူသလိုအင်းစိန်ထောင်ဝင်းတဲကတီးတန့်ထောင်ငယ်ချီဟင်းကျွေးပုံမျိုးနဲ့လည်းမတူသည်ကိုတွေ့ရသည်အင်းစိန်ထောင်နဲ့တီးတန့်ထောင်တွင်နေလေစာအဖြစ်ပဲဟင်းအမြဲကျွေးတော်လဲ ကိုကျော်နိုင်မှာပဲဟင်းတစ်ကြိမ်မှမစားဘူးကဲဟုဆိုသည်။သူနေသောအဆောင်တွင်မိန်းကလေး6ယောက်နှင့်ယောက်ျားလေး60ဝန်းကျင်ခန့်ရှိသည်။မိန်းကလေးတွေမက်စရေရှင်းရာသီလာရင်တော့သူတို့ကအပြာဝတ်တွေပေးတယ်။ထိုအပြာရောင်အဝတ်အထည်မှာထောင်ကျများသာဝတ်သည့် ထောင်ပုံစံဝတ်စုံဖြစ်သည်။ကိုကျော်နိုင်ပြောပြချက်အရစစ်ကြောရေးလုပ်သည့်ဆရာဖာများမှာလိန်ပိုင်းဆိုင်ရာကျွလုံမှုများရှိခဲ့သည်ဟုဆိုသည်။တဆောင်ထဲမှာမိန်းကလေးတွေရောယောက်ျားလေးတွေရောရောထားတာ။ မိန်းကလေးတွေအိမ်သာတက်ရင်ဒီကောင်တွေကလိုက်ဝင်ပြီးလိမ်ပိုင်းဆိုင်ရာအမျက်ထုတ်တာပေါ့ဗျာစစ်ကြောခံရသူအများစုမှာကိုကြောနိုင်လွတ်မြောက်သွားသည့်အချိန်အထိတရားရင်ဆိုင်ရမှုမရှိဟုဆိုသည်မိသားစုများနဲ့လည်းပေးမတွေ့ရဟုပြောပြသည်ကျွန်တော်တို့မိသားစုနဲ့ငားလာကြမှာအဆက်အသွယ်ပြန်ရတာကိုကြောနိုင်မှာမိသားစုမှနောက်ကလှုပ်ပေးသည့်အတွက်ငားလာအကြာတွင်တွေ့ရခြင်းဖြစ်သည် ရောက်သည့်အချိန်ကပင်လွတ်မြောက်သွားသည့်ဖေဖော်ဝါရီလပိုင်းအထိမြေသူမဆိုးအခင်းမပါပဲတမန်တလင်းပြင်ပေါ်၌သာ ိတ်ခဲရသည်ဟုဆိုသည်။ကြောနိုင်မှာထိုးတန်ရများကြောင့်ကြောက်ကဝေဒနာပင်ရခဲ့ကြောင်းပြောပြသည်။စေကူတာပေးတာကတော့တော်တော်လေးရှားပါတယ်။တခါတလေဒီဘီလာယူတဲ့ဆရာဝန်ကအမြင်နဲ့ကြည့်ပြီးကုသပေးတာလို့ပဲရှိပါတယ်။ကိုကြောနိုင်မှာစစ်တပ်အတိုင်းဝိုင်းဘက်ကဖြစ်သည့်အတွက်သူစစ်ကြောရေးမခံရအောင်သူဦးလေးကကာကွယ်ပေးခဲ့ကြောင်းရှင်းပြသည်။ကျွန်တော်ကိုတိတ်မထီရဲဘူးဟုဆိုသည်။၆လခန့်ကြာပြီးနောက်ကိုကျော်နိုင်ကိုမိသားစုက30ကျော်ပေး၍ခေါ်သွားသည်ထိုစစ်ကြောရေးအခန်းအား အင်းစိန်ထောင်ဝင်းရှိချို့ဝတ်သောအဆောင်တစ်ခုတွင်လောက်ခဲ့ကြခြင်းဟုကိုကျော်နိုင်ကသူ့အမြင်ကိုပြောသည်အင်းစိန်ထောင်ဝင်းအတွင်တနေရာတွင်ချို့ဝတ်စွာတည်ရှိခဲ့သောထိုနေရာမှာအင်းစိန်ထောင်မကြီးနှင့်တီးသန့်ထောင်ငယ်လေးကြားတွင်တည်ရှိနိုင်သည်ထိုအခန်းကမြည်သည့်နေရာတွင် ရှိနေသည်နီးကျွန်တော်တို့အခန်းကနေတွိုက်လက်ကိုမြင်နေရတယ်အင်းစိန်ထောင်မကြီးတဲ့တော့မဟုတ်ဘူးအင်းစိန်ထောင်ဝင်းထဲမှာပဲဘယ်နာဆိုတာအတိအကျမသိရဘူးဟုဆိုသည်လမ်းမြင်ရသောတန့်စင်ကမ်းမှာကိုကျော်နိုင်တို့နေသောအဆောင်ရှိ အပြင်တန့်စင်ကန်းသာဖြစ်သည်ထိုအခန်းကနေအင်းစိန်ထောင်ပါကြီးဘက်ကပြုလုပ်သည့်အရေးပေါ်လေ့ကျင့်ရေးကမ်းတွင်သုံးသောအော်အော်ဆွဲတံကိုကြားရကြောင်းသူကပြောသည်။နိုင်ရီတန်ချောင်းခောက်တံနေတော့မကြားရဘူးဟုဆိုသည်။အဆောင်က ဟောကန်းကြီးပုံစံမျိုးပဲကျွန်တော်တို့ကအဆောင်တဲကဒီဘက်ရှမ်းမိန်းကလေးတွေကဟိုဘက်ရှမ်းတဆောင်နေပဲမြင်နေရတယ်။ကျွန်တော်တို့ကိုတယောက်နဲ့တယောက်စေပေ15ပေကျော်လောက်ရှားပြီးထားတယ်။ကိုကျော်နိုင်ပြောတဲ့ကဲသူအဆောင်မျိုးအင်းစိန်ထောင်မကြီးတဲတွင်လည်းမရှိသလို အင်းစိန်ထောင်မကြီးနှင့်ပေ300ခန်းအကွာကတီးသန့်ထောင်ငယ်လေးတွင်လည်းမရှိပေလူဦးရေ80ခန်းကိုတဦး10ပေ15ပေ အကွာရှားလျက် ထားနိုင်သောအဆောင်မတွေ့ဘူးသေးပေနိုင်ကြီးမရတရားရင်ဆိုင်ရသောထောင်ဝင်းအတွင်းကဟောပြောခန်းမကြီးပင်လည်း80ခန်းကို10ပေရှားစီထားလျက်ပင်စံ့မီမဟုတ်ပေအာနာသိမ့်ပြည်နောက်နိုင်ငံရေးအကျဉ်းသားအားလုံးကိုတီးသန့်ထောင်အငယ်လေးတွင် ထားရှိခဲ့သည်နောက်ပိုင်းအမျိုးသမီးနိုင်ငံရေးအကျဉ်းသားများအား တီးတန့်ဘတ်တွင်မထားတော့ဘဲထောင်မကြီးဘတ်သို့ပို့ဆောင်ခဲ့သည်တီးတန့်ထောင်ငယ်လေးတွင်အဆောင်1နှစ်3နှစ်ပြည်တန်တိုက်17 17တို့သာရှိသည်အလဲတွင်အဝိုင်းတရံနှစ်ထပ်စစ်ကြောရေးထိုအဆောက်ဦးအနီးတွင်ဦးစီးယုံကန်းနှင့်တီးတန့်ထောင်ယုံကန်းရှိသည်အဆောင်1နှစ်ကက်လျက်တွင်ထောင်အထက်တန်းကျောင်းသာရှိသည်ထောင်ယုံကန်းအနီးတွင်မီးဘိုကြီးရှိသည်အင်းစိန်ထောင်မကြီးတွင်လည်းထောင်အလဲမင်းကြီးကိုဗဟုပြုလျက်အဆောင်1နှစ်3 4 5နှစ် အထူးအဆောင်တို့ကပတ်လဲပုံသဏ္ဍာန်ဝိုင်းထားကြသည်ထောင်မကြီးဝင်ဝင်ချင်းလမ်းတွင်ထောင်စေးယုံဖိုလ်ကြီးနှင့်တိုက်ဝင်းရှိသည်အနောက်ဘက်တွင်အောက်ဆောင်များဟုခေါ်သောတပြေဆောင်တရားစခန်းလူငယ်ဆောင်စစ်ခွေးတိုက်အလုတ်ကြီးဝက်ရှော့ဓမာယုံကျိုးစင်ဝင်းဂိုးတော်ကြီးများသာရှိသည်ထောင်မကြီးဝင်ဝင်ချင်းတွင်အမျိုးသမီးအရှုပ်ဆောင်တစ်နှစ်အမျိုးသမီးအကြဆောင်တစ်ထောင်အကြယုံထောင်အရှုပ်ယုံစံကိုတော်ဝိညာဉ်တိုက်နှင့်အဲ့တွေကန်တို့သာရှိသည် ယခုကဲ့သို့စစ်ကြောရေးလှုပ်ထားသည့်အဆောင်ကြီးမျိုးမရှိပေ။အင်းစိန်ထောင်မကြီးရှိနိုင်ငံရေးအကျဉ်းသားအရှုပ်ရောအကြပါတခါတရံစာရဖအများခေါထုတ်သွားကစစ်စင်းမင်းမြတ်မှုများတော်ရှိသည်။သို့သောယခုကဲ့သို့စစ်ကြောရေးလှုပ်၍ရိုက်နှက်ခြင်းနှိပ်စက်ခြင်းများမရှိဟုကိုယ်တိုင်ကြုံခဲ့ကြသည့်နိုင်ကျင်းများကဆိုသည်။ဤအခန်းထဲသို့နောက်ရောက်လာသောသူများလည်းရှိသည်။နောက်ပိုင်းအမှုရင်ဆိုင်လာရသူတို့လည်းရှိသည်။အရှုပ်နိုင်ကျင်းများမှာတပတ်ခန့်သာစစ်ဆေးခံရသူများရှိလာသည်။ ကိုကျော်နိုင်လွမြောက်ပြီးကျန်သူများထဲမှအသက်သေးနိုင်သူများရှိနေနိုင်သည်ထိုစစ်ကြောကြီးအခန့်ကိုဘယ်အချိန်ထိလုခဲ့ပြီးဘယ်နှစ်ယောက်ထပ်သေးသည်ကိုကိုကျော်နိုင်လွတ်သွားသည်2022ခုနှစ်ဖေဖော်ဝါရီနောက်ပိုင်းမသိရတော့ပြီယခုအခန်းနှင့်ပုံစံချင်းတူသောအခန်းတစ်ခန်းသာအင်းစိန်ထောင်မကြီးတွင်ရှိသည်ထိုအခန်းမှာစစ်ခွေးတိုက်ဖြစ်သည်အင်းစိန်တစ်ထောင်လုံးတွင်အရက်ဆက်ဆုံးနေရာဟု ဆိုနိုင်သည်ဤလိုနေရာမျိုးမှာပင်6လခန့်အတွင်းလူ20ကျော်တည်ဆုံးသည်ဟု မကြားဘူးပင် ထိုပမာဏမှာကိုကျော်နိုင်နေခဲ့သောအဆောင်ထဲကအရေးအတွက်ပဲရှိသေးသည်ကိုကျော်နိုင်နေသည့်အဆောင်ကက်လျက်ရှိစစ်ကြောခံရသောအဆောင်နှစ်ဆောင်မပါရှိသေးပေထိုနှစ်ဆောင်မှာလည်းစစ်ကြောရေးလုပ်ပြီးမြီမြတေဆုံးမှုရှိသည်ကိုကိုကျော်နိုင်မသိရှိပေ2022ခုနှစ်အတွင်းအင်းစိန်ထောင်ဝင်းအတွင်းယခုကဲ့သို့စစ်ကြောရေးလုပ်၍အစုလိုက်အပြုံလိုက်တည်ဆုံးစေခဲ့မှုကိုလည်းမီဒီယာများနဲ့အဖွဲ့အစည်းများ၏ရေးသားထုတ်ပြန်ချက်များတွင်လည်းမတွေ့ရှိပေထိုချို့ဝတ်သောလူသက်စစ်ကြောရေးစခန်းမှာ ဆက်ရှိနေသေးသလားမရှိတော့ဘူးလားမိတို့မိပုံရှိနေပြီဆိုသည်ကိုအတိအကျမပြောနိုင်ပြီဆောင်းပါရှင်တွန်အိုးဝီအဆုံးထိနားတော်မိတဲ့အူချင်းစီကိုကျေးဇူးထူးတင်ပါတယ်ကျွန်တော် channel မှာယခုကဲ့သို့စာပြီးဆောင်းပါများကိုသဘောကျနှစ်သက်တဲ့ဆိုရင် channel မှာတင်နိုင်သိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့ရတဲ့ရက်ခံပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်